မြန်မာပြည်ရှိစီအုပ်ချုပ်ရေးကိုစက်ကျင်ချင်း1988ကနေ2024အထိဆိုတဲ့စာအုပ်မိတ်ဆက်ပွဲနဲ့ရန်ပုံငွေရှာဖွေပွဲတစ်ခုကိုထိုင်းနိုင်ငံချင်းမိုင်မြို့တနီယာမှာကျင်းပခဲ့ပါတယ်။တည်င်းအပြည့်စုံကိုကွန်ပျူတာကတင်ဆက်ထားပါတယ်။အိန္ဒိယလူခွေရှိနေလည်းဖြစ်စာရေးဆရာလည်းဖြစ်သူနန္ဒီတာဟက်ဆာနဲ့မစ္စမာမီဒီယာကိုဥဒေတီဆောင်သူဦးစိုးမြင့်တို့ပူးပေါင်းရေးသားထားတဲ့မြန်မာပြည်ရှိစီအုပ်ချုပ်ရေးကိုစက်ကျင်ချင်း 1988ကနေ2024အထိဆိုတဲ့စာအုပ်မိတ်ဆက်ပွဲနဲ့ရန်ကုန်ရှာဖွေပွဲကိုဧပြီလ3ရက်နေ့ကထိုင်းနိုင်ငံချင်းမိုင်မြို့မှာကျင်းပခဲ့ပါတယ်။အဓိကကတော့ဗာကြောင်းလုံးလဲဆိုတော့ဒီစာအုပ်ကိုဟိုရေးတဲ့ရွေချက်နဲ့ထုတ်ဝေတဲ့ရွေချက်ကတော့ဒီမီဇီမာမီဒီယာရဲ့တမိုင်းကြောင်းနေနေမကပါဘူးဒီလွတ်လပ်တဲ့မီဒီယာတခုဖြစ်တဲ့မီဇီမာမီဒီယာတမိုင်းကြောင်းနေမကဘူးအဲမြန်မာပြည်ဒီမိုကရေစီလူ့အခွင့်အရေးရဲ့တမိုင်းကြောင်းပေါ့နော်အဲ့ဒီတမိုင်းကြောင်းခီး စင်မှာခကြီးเจ้าမှာမြစည်းမမီဒီယာလွတ်လပ်တဲ့မီဒီယာအနေနဲ့ဘယ်လိုမျိုးပါဝင်ခဲ့တယ်ဘယ်လိုမျိုးလှုပ်ဆောင်ခဲ့တယ်ဆိုတာကိုဒါအဲကျွန်တော်တို့ဟိုသိစေချင်တဲ့စန္ဒာနဲ့ဒီစာအုပ်ကိုရေးသားတယ်ဒီစာအုပ်ကိုထုတ်ဝေတယ်ပေါ့နော်အဲ့ဒီဟာအဓိကပါပြီးတော့နောက်ထပ်ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီအနှစ်30ကျော်ပေါ့နော်ကျွန်တော်ဖြတ်ခဲ့တဲ့ခီးစဉ်အတွေ့အကြုံတွေကိုမျှဝေခြင်းအပြင်အခုခေတ်လူငယ်တွေအဲသူတို့ဒီသင်ခန်းစာဒီ ဒီခီးစင်ကနေပေါ့နော်ဒီခီးလန်းចောင်းကနေအဲသူတို့တွေကအဲသူတို့တွေကောင်းတာတွေယူမကောင်းတာတွေပဲပဲပြီးတော့သူတို့ရဲ့အဲနောက်အနာဂတ်ခီးမှာပေါ့နော်ဟိုပုံမပြီးတော့ထိတိရရောက်အသုံးပြုနိုင်အောင်အတွေ့အကြုံတွေပေါ့နော်ယူနိုင်အောင်အဲ့ဒီဟာရွေးချက်နဲ့ဒီစာအုပ်ကိုကျွန်တော်တို့ရေးတယ်ပြီးတော့ဒီစာအုပ်ကိုထုတ်လွှင့်ခြင်းဖြစ်ပါတယ်အိန္ဒိယမှာစတင်တည်ထောင်ခဲ့တဲ့မြစ်မသတင်းဌာနဟာ2012ခုနှစ်ကစပြီးမြန်မာပြည်တွင်းမှာလည်ပတ်ခဲ့တယ်လို့ TV channel social media ချောင်းညာတွေနဲ့စာဖတ်သူတွေရဲ့ထက်ဝင်ငွေတွေနဲ့အမီခိုကင်းစွာရပ်တည်နိုင်ခဲ့ပါတယ်။ဆီအနာတိတ်ပြီးနောက်စစ်ကောက်စီကမီဒီယာတမားတွေကိုပြစ်မှတ်ထားဖမ်းဆီးမှုတွေကြောင့်နိုင်ငံတကာရဲ့အကူအညီတွေနဲ့ပြည်ပမှာဆက်လက်လက်ပတ်ခဲ့ရပါတယ်။ဒါပေမဲ့2025ခုနှစ်ဖေဖော်ဝါရီလကစပြီးအမေရိကန်အစိုးရရဲ့အကူအညီတွေရပ်တန့်ထားတဲ့အတွက်မြစ်စမအပြင်တခြားလွတ်လပ်တဲ့တည်င်းဌာနတွေအများအပြားဘန်ဒန်ရေးဆိုင်ရာစီကောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ တတန်အားဖြင့်26နှစ်ရှိပြီဖြစ်တဲ့မဇိမာတရင်ဌာနဟာဖြတ်တန်းခဲ့တဲ့ကာလတစ်လျှောက်အခက်အခဲအမျိုးမျိုးနဲ့ရင်ဆိုင်ခဲ့ရပြီးလက်ရှိမှာလည်းဘန်ဒါရီအခက်အခဲတွေကြားကနေဆက်လက်လက်ပတ်နေရတယ်လို့ပြောပါရယ်။ဝေးကြီးရအခုနကပြောသလိုကျွန်တော်တို့ကအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနိုင်ငံတကာအထောက်ပံ့ကိုအကူအညီကိုကျွန်တော်တို့ယူလာရတယ်။အခုနောက်ပိုင်းမှာအဲ့ဒါတွေယော့လာတယ်။မရှိတာမဟုတ်ပါဘူးယော့လာတာပါ။ဒါပေမဲ့အဲ့ဒီဟာနဲ့ကျွန်တော်တို့ယက်တီရတဲ့အခါကျတော့ပို့ပြီးတော့ရုံးကန်ရတဲ့အနာထားပါ။ ဒီလိုအခက်အခဲတွေကြားကနေပဲရှေ့ဆက်ပြီးတော့လွတ်လပ်တဲ့မီဒီယာတစ်ခုအနေနဲ့အမိခိုးကင်းကင်းနဲ့ဆက်ပြီးလည်ပတ်နိုင်ဖို့ကြိုးစားနေတယ်လို့လည်းဦးစိုးမြင့်ကပြောပါတယ်1988ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံမှာတက်ကြွစာပါဝင်ခဲ့တဲ့ကျောက်သားဟောင်းတူဖြစ်တဲ့ဦးစိုးမြင့်ကမြစီမာတရင်ဌာနဟာဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်ဆက်လက်ရည်တည်တော်မယ်လို့ဆိုပါတယ်မစ္စမာအနေနဲ့ရရှိလာတဲ့ရာဘုံငွေအဖြစ်စာအုပ်မိတ်ဆက်ပွဲကနေရရှိလာတဲ့ဝင်ငွေ30ရာခိုင်နှုန်းကိုပ မလင်းတန်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက်ပေးအပ်သွားမယ်လို့ဆိုပါတယ်။